73ရက်71လ2025ရက်နေ့မှာအတွတ်ထက်ရှိထားတဲ့ Magic Car ဆိုတဲ့ဂိမ်းလေးကိုအူအူဖျော်ဖျော်စော့ကျင်နေဆိုရင်တော့ဒီဗီဒီယိုထဲမှာအဲ့ဒီဂိမ်းကိုဒေါင်းလုဒ်ဆွဲနေအကောင့်ဖွင့်နေစော်နီငွေထုံနီးတွေကိုတခါလေးရှင်းပြသွားမှာဖြစ်ပါလေခင်ဗျ။ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုထဲမှာတစ်ချက်လက်တွေ့တွားကြည့်လိုက်ရအောင်။ ကျွန်တော်ဒီ magic card ကိုဘယ်ရရင် download ရမလဲဆိုတော့ကျွန်တော်ဒီ play store ကနေ download ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ telegram channel ကနေလည်း download ရပါတယ်ခင်ဗျ play store မှာကျွန်တော်ဝင်ကြည့်လိုက်မယ်เนาะဒီအပေါ်စပါမှာကျွန်တော်ဒီ magic card လို့ရိုင်းလိုက်မယ်เนาะအဲ့ဒီတော့ရှာကြည့်လိုက်မယ်เนาะအဲ့မှာ ထိတ်ဆုံးပါပါเนาะ ထိတ်ဆုံးမှာ magic car ဆိုတာပေါ်လာပါတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်เนาะဒီအောက်ကအပြာရောင်ဒီ install လေးကိုနှိပ်လိုက်ရင်ရပါပြီဒါ play store ကတောင်းတာပါကျွန်တော်ဒီ telegram ကတောင်းမယ်ဆိုရင်တော့ telegram နဲ့ဝင်လိုက်မယ်ဒီဟာကဒါကျွန်တော်ရဲ့ telegram channel ဖြစ်ပါတယ်ဒါ channel ရဲ့ link ပါเนาะအဲ့ဒီဟာကျွန်တော် TikTok ဘိုင်းအောင်မှာလည်းတင်ပြီးထားပါတယ်အဲ့ဒီ Telegram channel လေးကိုရောက်ပြီဆိုတာ ਨੇ ဒီမှာကျွန်တော်တင်ပေးထားပါတယ် link တွေပါ gain link တွေဖြစ်ပါတယ်เนาะဒါလေးတွေကိုနှိပ်ပြီးတော့ download လည်းရပါတယ်ကျွန်တော်ကတော့အခု play store ရင်တော့ download လိုက်ပါမယ်အပြာရောင်လေးကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်ဗီဒီယိုလေးခဏရပ်လိုက်ပါမယ်ကျွန်တော်တို့အခုဆိုရင်တော့ download လုပ်လို့ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီအပြာရောင် play ဆိုတာလေးကိုနှိမ့်လိုက်မယ်เนาะဒါဆိုရင်တော့ gain နဲ့ကိုရောက်သွားပါပြီဝင်နေပါပြီအဲ့ဒီမှာကျွန်တော်တို့ login ဝင်ဖို့က

တချို့ကဒေါ်လာသင်္ကေတနဲ့ပြရတယ်တချို့ကရန်သင်္ကေတနဲ့ပြရတယ်တချို့က k ဆိုပြီးတော့ပြရတယ်ဘယ်လိုပဲဖြစ်ဖြစ်အတူတူပါပဲเนาะဒါကအတူတူပဲဖြစ်ပါတယ်တချို့ဆိုရင်ဒီမှာ k 1100လို့ပြရပါတယ်เนาะကျွန်တော်ကတော့ရန်ပြနေပါတယ်ကျွန်တော်ကောင်းတော့အဲ့ဒါဆိုရင်ကျွန်တော်ပထမဦးဆုံးရောက်ပြီဆိုတော့ねဒီမှာ ID ဖိရပါမယ်เนาะဖိရမယ် ID လေးကတော့9 9 3 3 9 ခွန်လေး၅၈နော်ဆိုပြီးတော့အောက်ကအစိမ်းအောင်ဆက်မစ်စွာလေးကိုနှိမ့်လိုက်မယ်နော်ဒါဆိုရင်တော့ရန်150ရပါပြီကေတင်ဂေတပြတဲ့လူတွေဆိုရင်တော့ကေ1100ရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လာတွက်တဲ့အမောက်ကအတူတူပါပဲနော်ဆိုအစိမ်းအောင်အိုင်နှုံးလေးကိုနှိပ်လိုက်မယ်เนาะဒါတော့ပြီးသွားပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာရှိတဲ့ လှုပ်ဆောင်ချက်လေးပေါ့နော်သူ့ရဲ့တခုချင်းစီရဲ့လှုပ်ဆောင်ချက်လေးကိုကျွန်တော်အကြမ်းပြင်းနဲ့အငြင်းလေးပြောပြပေးပါမယ်နော်ဒါကတော့ profile မှာဘာသာစကားတွေပါလေချိန်တဲ့နေရာပါအရေးမကြီးပါဘူးနော်ဒီဟာကဒီနေရာလေးတွေကလည်းဒါဒီနေရာလေးကိုနှစ်ရံ WhatsApp ထဲရောက်မယ်ဒီနေရာလေးတွေနှစ်ရံကြော်ညာလေးကြီးရမယ်အတားကလည်းအရေးမကြီးပါဘူးအတားကကျွန်တော်တို့ဒီမှာ mission လောက်ရရင်အဲ့ဒီဟာအကျုံးဝင်သွားပါလိမ့်မယ်နော်နောက်တစ်ခုက second second ကတော့ကားချိန်တာပါနော်ပြီးတော့ဒီနေရာဒီနေရာကဘာလဲဆိုတော့ ကျွန်တော်တို့ဂိမ်းဆော့ရင် coin တွေရတယ်เนาะအဲ့ဒီထဲကိုဝင်သွားမှာ ဖြစ်ပါတယ်เนาะပြီးရင် daily test လုပ်ရင်ဟိုရတဲ့ဒီ item ပစ္စည်းလေးတွေရရဲ့ကိုရောက်မှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ပြီးရင်အသေးစိတ်ထပ်ပြီးရှင်းပြပေးပါမယ်ပြီးရင်ဒီ invite ဆိုတာကတော့ကိုယ့်ရဲ့တငယ်ချင်းခေါ်တဲ့နေရာပါเนาะပြီးရင် grand prize ဆိုတာကတော့ကျွန်တော်ဒီမှာ level ဆော့တယ်ဒီ level လေးတွေက level 5ရောက်သွားရင် စုရမယ်ပြီးရင်15ရောင်စုရမယ်เนาะအဲ့လိုဟာမျိုးလေးပါကျွန်တော်ဝင်ကြည့်လိုက်မယ် Grand Prize ကိုအရင်ဝင်ကြည့်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ gain ဆော့တယ် gain ဆော့တဲ့အခါမှာဒီမှာ level 5ရောက်တာနဲ့သူကရန်220ရမယ် level 15ရောက်တာနဲ့220ထက်ရမယ်အဲ့လိုမျိုးပါเนาะ K တင်ဂီတကြောက်ရလဲ K နဲ့ပြတာပါเนาะဒါ Grand Prize ပါပြီးရင်ကျွန်တော်တို့ဒီအောက်က Miss အောက်ရဲ့အလဲပေါ့เนาะဒီ mission ဆိုတာကိုကျွန်တော်ထပ်ဝင်ကြည့်မယ် mission ကဘာလဲလောက်ရမှာလဲဆိုတော့ ဒီဂိမ်းထဲမှာ online online မိနစ်30ရှိရင် तू ကသူ့ရဲ့လုံဆောင်ချက်ပြီးပါတယ်เนาะအဲ့ဒါဆိုရင်အဲ့ဒါပြီးတယ်ပြီးရင်ဒီဟာက pass တဲ့ level ဆိုတာကကျွန်တော် level 30ပေါ့ဒီနေ့ကိုအခု30เนาะဆော့ပေးရမယ်ပြီးရင် cumulative video ဆိုတာကျွန်တော် game ဆော့တယ်ဗျာဆော့တဲ့ခါမှာ game က level ဟောပေါ့ level မအောင် level ဖေးသွားတယ်ဖေးသွားတဲ့ခါမှာကျွန်တော်က retry ကိုမယူပဲနဲ့ skill ဆိုတာကိုနှိပ်လိုက်နှိပ်လိုက်ရင်ကြော်ညာတက်လာတယ်အဲ့ဒါကဒီမှာ အကျုံးဝင်တာပါနော်ပြီးရင် every video ကတော့ကြော်ညာကြည့်ရတာပါဒီ complete fight တိုင်းဆိုတော့ဒီ2 play လေးကိုနှိပ်လိုက်ရင် website တစ်ခုတည်းဝင်သွားလိုက်မယ်အဲ့ဒီမှာသူတတ်မှတ်ထားတဲ့အချိန်ပေါ့ကျွန်တော်ထင်တယ်တမိနှစ်ဝင်းကျင်လောက်နေပေးရတယ်နော်အဲ့ဒါ၅ချိန်နေပေးရတယ်အဲ့ဒါဆိုရင်ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ကဒီ mission မှာပြီးရင်ဒီက invite ဆိုတဲ့နေရာကတော့ကိုယ့်ရဲ့တငယ်ချင်းတွေခေါ်တဲ့နေရာပါနော် ဒါတော့ကိုယ့်ရဲ့တငယ်ချင်းခေါ်တဲ့နေရာပါကျွန်တော်ငွေထုတ်တဲ့နေရာကတော့ဒီ coin ဘတ်ချမ်းရှိမယ်ငွေစိမ်းရှိမယ် coin ကတော့တန်းထုတ်လို့ရမယ်ဒါပေမဲ့သူက0.2ဝင်ပေးထုတ်တယ်ဒါပေမဲ့ရောင်းလို့ဝယ်လို့အဆင်ပြေအောင်ဒေါ်လာလောက်မှကျွန်တော်တို့ထုတ်ပါ ပြီးရင်ဒီငွေစိမ်းဘတ်ငွေစိမ်းဘတ်ကတော့ဒီမှာသူကတချို့အကောင့်တွေက K နဲ့ပြတဲ့အကောင့်တွေက9.2လေးရစတယ်เนาะ 5.2 4.20စတယ်ကျွန်တော်ဒီမှာရန်အကောင့်ဖြစ်သွားတဲ့အတွက်ကျွန်တော်30.39ရန်စတယ်နော်ဘလိုပဲဖြစ်ငွေထုတ်တာကအတူတူပါပဲကျွန်တော်တို့ဒီဟာက crazy rock gain နဲ့တူတဲ့အတွက်ဒီဟာကတော့ mission လုပ်ရမယ်လို့ထင်ပါတယ်နော်ကျွန်တော်လည်းစမ်းမထုတ်ရသေးတော့ဒါပေမဲ့ဒီ gain ကြီးကဆက်ဆကျင်းပါဗျာ mission မလုပ်ရဘဲနဲ့တန်းထုတ်လို့ရတဲ့ဟာမျိုးလဲကျွန်တော် crazy rock မှာကြုံဘူးတယ်နော်အဲ့တော့ ဒါကတော့အကြံပြင်းလေးပါပဲဂိမ်းကတော့ဘယ်လိုဆော့တာလဲဆိုတော့ကျွန်တော်ဆော့ပြမယ်နော်ဒီမှာတော့မယ်ပြီးရင်ဘယ်ညာရှိရမလဲအဲ့လိုရှိရမယ်အရန်နဲ့ပါတယ်ဒါမျိုးလေးပါပဲနော်ဒါပြီးရင်လေဘယ်ဒီမှာ complete ဖြစ်သွားပြီနော်ဒါကဒီဒီမှာဒီပေါက်ထဲမှာသွားပေါအောင်မယ်နော်ကိုရရတဲ့အဲ့ပေါက်ထဲကိုကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ် ဝင်ကြည့်လိုက်မယ်ခုနကျွန်တော်ဆော့တဲ့ဟာကဒီထဲမှာเนาะဒီထဲမှာလာပေါက်လာပေါင်းနေရယ်เนาะဒီမှာ200ကျွန်တော်က0ပဲရှိသေးတယ်ဒီ200ပြီးရင်ဒီအမောက်တွေကထွက်သွားလိုက်မယ်เนาะပြီးရင်ကျွန်တော် daily test တွေစုတဲ့ဟာတွေကဒီမှာလာပြီးအကျုံးဝင်တယ်เนาะအဲ့ဒါကျွန်တော်ထုတ်လို့ရရင်စိမ့်နေလိုက်မယ်အဲ့စိမ့်နေတဲ့ဟာတွေနှိမ့်လိုက်အပြင်ရောက်သွားတော့เนาะဒါကတော့ကျွန်တော်ဒါအကြမ်းမြင်လေးနဲ့အမြင်လေးပြောပြလိုက်တာပေါ့ကျွန်တော်နောက်ထပ်လိုအပ်တဲ့ဗီဒီယိုတွေကိုထပ်ပြီးတော့တင်ပြပါအောင်ပါခင်ဗျာ